ားလုံးပဲငါပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဒီ International Break ပြီးမှ Manchester United အသင်းရဲ့နီးပြ Grouping Amon ကစောင်းရသည့်ဈေးကွက်တွားလိုအပ်တဲ့ကစားမအချို့ဝယ်ယူမဲ့ကိစ္စပါဝင်သူတို့လက်ရှိရောက်လာမဲ့ feature အားလုံးပွဲစဉ်တွေအတွက်တကယ်ကို positive ဖြစ်နေပြီးတော့ဒီအသည်မှာသူတို့တင်ပေါ်ဘူးကစားမတွေအားလုံး ဥရောပချန်ပီယံလိဝင်ခွင့်ရလိမ့်မယ်ဆိုပြီးတော့ယုံကြည်မှုအပြည့်အဝရှိကြောင်းဖော်ပြလာတယ်ဆိုတော့ Manchester United သူတို့မျော်လင့်ထားတဲ့ပုံစံမျိုးဖြစ်လာနိုင်လားဆိုတော့အခုလလုံးဆယ်နေထားရာ Ruben Amorim အသေးအနေနဲ့ဒီနေ့ရာသီအတွင်းမှာပုံစံကောင်းကိုအခုနောက်ပိုင်းမှာပြန်လည်ပြသထားတယ်ဒါပေမဲ့ပြိုင်ဘက်အသေးအနေရဲ့လက်ရှိအခြေအနေကြောင့်လည်း United အနေနဲ့ Champions League ဝင်ခွင့်ရဖို့မရဖို့မှာ တို့ရဲ့ performance အကောင်ပြဖို့လိုတယ်ပြီးခဲ့နှစ်ကဆိုရင် club ရဲ့တမိုင်းတစ်လျှောက်မှာအဆိုးဝါးဆုံးအခြေအနေနဲ့အဆုံးသတ်ပြီးတော့ရာသီကုန်မှာပထမဆုံးအချိန်အဆင့်30အောက်နဲ့အဆုံးသတ်တယ်ဆိုတော့ DRB အစပိုင်းမှာ Premier League မှာဖွင့်ပွဲမှာ Arsenal ကိုရှုံးတယ် Manchester City ကိုအဝေးကွက်မှာရှုံးပြီးတော့ Brentford ကိုအဝေးကွက်မှာရှုံးတယ်ဆိုတော့ဒီနေ့ယာကီသူတို့စုစုပေါင်းရှုံးပွဲဟာ၃ပွဲရှိတယ်။အဲရှုံးပွဲ၃ပွဲကဒုတိယနေရာက Manchester City လို့အသေးမျိုးနဲ့ပါရှုံးပွဲတူတူဖြစ်ထားတဲ့အချက်ကြောင့် မန်ယူနိုက်တက်ကတိုးတက်တဲ့အပိုင်းဒီအများကြီးတိုးတက်လာပြီလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့မန်စီးတီး၃ပွဲရှုံးတယ်၊ဆန်ဒလန်ကသူတို့ထက်မှာ၂ပွဲပဲရှုံးပြီးတော့အာဆင်ကတပွဲပဲရှုံးထားတယ်။ဆိုတော့ယူနိုက်တက်အတွက်အရန်ကြီးမဆိုးလာတဲ့အခြေအနေလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိချန်ပီယံလီဗာပူးကဒီနေ့ရာသီမှာ၅ပွဲတိတိရှုံးထားပြီးပြီ။ဒါပေမဲ့မန်ချက်စတာယူနိုက်တက်အနေနဲ့ဖူလန်ကိုတည်ကြတယ်၊ဖောရက်စ်ကိုတည်ကြတယ်၊စပက်စ်ကိုတည်ကြတယ်။အဲ့၃ပွဲတည်ကြတဲ့အတွက်ကြောင့်ထိတ်ကအသင်းအနေနဲ့အမှတ်ကွာမှုရှိတဲ့အချိန်မှာ ရူပင်အာမရွန်ရဲ့လာမယ့် feature ဆယ်ပွဲမှာဘယ်လိုရှိမလဲမန်ချက်စတာယူနိုက်တက်ကရောသူတို့မျှော်လင့်ထားသလိုမျိုးအကောင်းဆုံးပုံစံနဲ့ ဥရောပချန်ပီယံလိပြိုင်ပွဲကိုဝင်ခွင့်ရနိုင်မလားကျွန်တော်ချန်ပီယံလိကိုပြောတဲ့အခါမှာအဆင့်၄နဲ့အဆင့်၅အထိကိုသတ်မှတ်လို့ရတဲ့အနေအထားပဲဖြစ်တယ်ဆိုတော့မန်ယူနိုက်တက်ကဒီနေ့ရာသီအတင်းမှာအခုလောလောဆယ်အနေအထားရတော့တကယ်ကိုပုံစံကောင်းပေါ့လေနီးပြဘူးပင်အမရွန်မန်ယူနိုက်တက်ကိုရောက်လာပြီးတဲ့ချိန်မှာသူပထမဆုံးချိန် back to back နိုင်ပွဲတွေရတယ်နောက်ဆက်တွဲအနေနဲ့တော့သူကအခု ပရီးမီယာလီဂ်ရဲ့အော်တိုဘာတလတာအကောင်းဆုံးနီးပြစုပါရထားတယ်ဆိုတော့ပထမဆုံးအနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပထမသွားပြီးသွားတဲ့ feature တွေကိုပြန်လည်လာကြည့်ရင်ယာတီဖွင့်ပွဲဖြစ်တဲ့အာဆနယ်ပွဲဖြစ်တဲ့အကြောင်းသူတို့ဘက်ကပွဲစဉ်တစ်ဖြစ်တော့ခံမရခတ်တဲ့သူတို့ကာလာဖီယိုရီရဲ့တောက်ကပိုးကနေရှုံးသွားတယ်ဒုတိယ ပါဥဆောင်ကူသွေးထားပေမဲ့ Emery Smith Rowe ရဲ့နောက်ကျကိုလည်းတည်ကြတယ်တတိယပွဲဘန်လီကတော့ဒါနောက်ဆုံးမိနစ် injury time မှာ Bruno Fernandes ရဲ့နောက်ကျ penalty နဲ့ United က3-2နဲ့နိုင်ပြီးတော့ Manchester City ကိုတော့ Erling Haaland အတွင်းကို2ဂိုး Phil Foden ရဲ့ဂိုးနဲ့သူတို့ရှုံးတယ်အဲ့နောက်မှာ Chelsea ကိုတယောက်ယော့ထားတဲ့အခြေအနေကြောင့်သူတို့လွယ်လွယ်ကူကူနဲ့ပဲ2-1နဲ့နိုင်တယ်ပထမပိုင်းပြီးကတည်းကမှ Carlo Casemiro ပြန်ထုတ်ခံရတယ် Bravo ဘွဲကတော့သူတို့အတွက်ဒီနေ့ရသည်အဆိုးဝါဆိုးအဝေးကွင်းရလက်ပေါ့လေတကယ်ဆိုရင်ဒီဘွဲဟာ United ဘွဲဖြစ်ရမှာ Fernandez penalty လွဲချော်သွားတာပေါ့လေဒါ Fulham ရဲ့ဘွဲမှာလည်း penalty လွဲတယ်ဒီဘွဲမှာလည်း penalty လွဲချော်ခဲ့ပြီးတော့အဲ့ကြောင့်ပဲ Bravo ကအဆုံးသတ်မှာ3-1နဲ့နိုင်ပြီးတော့ Sunderland ကို 2-C Liverpool ကို2-1နဲ့နိုင်တာကဒီနေ့ရသည် United ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့ပြီးတော့မှ Brighton ကို4-2နဲ့နိုင်ပြီးတော့အခုနောက်ပိုင်းမှာရလက်လေးတွေနည်းနည်းပြန်ရင်ပြီးတော့ Forest ကိုဦးဆောင်ကိုတွေးပြီးတော့မှ2-1ဖြစ်အောင်နောက်ကလိုက်ကစားခဲ့ရတယ်။တခါ Tottenham ကိုလည်းဦးဆောင်ကိုတွေးပြီးမှ2-1ဖြစ်သွားတဲ့အချိန်မှာနောက်ကလိုက်ကစားခဲ့ရတယ်။ဆိုတော့အခုလောလောဆယ်မှာ Clay ရဲ့အကောင်းဆုံးကစားမက Brian Amwe မျိုးပဲ။ Matthias Cunha ရှိက Twin ကိုအချို့ရတာမှန်ပေမဲ့သူရှိကအားလိုအပ်ပေမဲ့ Benjamin Sesko ကတော့အခုလောလောဆယ်မှာ injury ဖြစ်လို့သူကိုယ်တိုင်လည်း struggle ဖြစ်နေတယ်။ဆိုတော့ Man United နဲ့ Ruben Amro ကတော့စောင့်ရသည်မှာ maybe ကိုယ်လေကစားမတယောက်လောက်ထပ်ခေါ်မလားသူတို့လဲခိုဘီမင်းနူးကို တကယ်လို့ထွက်မယ်ဆိုရင် replacement ရရင်ပေးထွက်မယ် Joshua Chelsea လည်းထွက်ချင်တယ်ဒါပေမဲ့ United က January ကာလမှာ Ahmed Diallo ရဲ့ Brian Ampuemo နဲ့ Mazraoui တော့ယောက်ကိုဆုံးရှုံးတဲ့အတွက်သူတို့အနေထားကလည်းလူပြန်ခေါ်ဖို့စဉ်းစားရမယ်အခြေအနေမျိုးရှိတဲ့အခါမှာလာမယ့်ပွဲစဉ်၃ပွဲ Manchester United က Everton ကို Old Trafford မှာကန်ရမယ်ဆိုတဲ့အချက်ပဲ အဲ့ Ultra 4ကပြီးခဲ့နှစ်က Ruben Amon ကသူရှာရှာပပကိုပြက်တိုင်းနဲ့ပွဲတွေကတပွဲပဲ Everton ကိုသူတို့ 4C နဲ့နိုင်ထားတယ်ဆိုတော့အိမ်ကွေး Ultra 4မှာကံမယ်ဆိုရင်တော့ကျွန်တော်ထင်တော့ United အတွက်၃မှတ်အခြေအနေကောင်းနိုင်မယ်ဒုတိယပွဲက Crystal Palace အဝေးနှွေးမှာ30ရက်နေ့ Crystal Palace အဝေးကွင်းကဘယ်သူမှမချဘူးအသင်းတိုင်းအပိုက်ကျော်တဲ့အတွက်ကြောင့်အရင်ကခရစ်စတယ်ပဲလစ်က Manchester United ကိုဒုက္ခပေးနိုင်ဆိုရှိတဲ့အတွက် United ကဒီပွဲမှာအမှတ်ရော့ကောင်ရော့သွားနိုင်ချေရှိတဲ့ပွဲမျိုးပြီးတာတဲ့ West Ham United ကိုဒီဇင်ဘာ၄ရက်နေ့မှာအိမ်ခွင့် ဒီဘွဲကတိတ်ပြောကြမလို့ဘူး Nuno Espirito Santo လက်ထက်တိုးတက်လာတာမှန်ပေမဲ့ Manchester United သုံးမဲ့အင်ကွင်းမှာရုံးမဲ့ပွဲဖြစ်တဲ့ဒီဇင်ဘာ၈ရက်နေ့မှာ Wolverhampton မနစ်က Wolves ကို United ရှုံးခဲ့တဲ့ကုညာတို့တွင်းကိုနေရှုံးပေမဲ့ဒီချိန်မှာ Wolves ကတော်ကိုအားနည်းနေပြီဆိုတော့ကျွန်တော်ထင်တော့အဝေးကွင်းဖြစ်တဲ့တိုင်အောင်အိုက်ပွဲလဲ United သုံးမဲ့ရနိုင်တယ်ဒီဇင်ဘာ15ရက်နေ့မှာဘုံမောက်ကိုအိမ်ခွင်းဒီပွဲကတော့တတိထားရမယ်။ဘာကြောင့်လဲဆိုတော့ ိုက်ဘိုးမောက်ကမန်ချက်စတာယူနိုက်တက်ကို back to back နှစ်ပွဲဆက် 3C 3C နဲ့ Ultra 4မှာနိုင်ထားတဲ့အသင်းဖြစ်တယ်ဆိုတော့ Man United အတွက်တကယ်ကို tough game ဖြစ်မယ်ပြီးရင် Aston Villa away Aston Villa အသင်းကွင်းမှာ United ကနောက်ပိုင်းမှာတေးပွဲတွေကြားထားတယ် Villa က အားဖြင့်ဖြစ် tough game ဖြစ်တဲ့အတွက်ကြောင့်ဒီပွဲကစောင့်ကြည့်စရာမယ့်ပွဲဖြစ်ပြီးတော့ Newcastle United အိမ်ကွင်းဒီနေ့ရသည် Newcastle ရဲ့ရုန်းကန်ရတဲ့အခြေအနေကြောင့် Man United အတွက်ဒီပွဲက chance ကောင်းကောင်းရှိတဲ့၃မှတ်ရနိုင်မယ့်ပွဲပြီးရင်ဒီဇင်ဘာ30ရက်နေ့မှာ Wolverhampton ကိုအိမ်ကွင်းထပ်ခံမယ်ပြီးတာနဲ့နှစ်သစ်ကာလမှာ Leeds United နဲ့ Burnley ကိုနှစ်ပွဲဆက်အဝေးကွေးကပ်ပြီးတာနဲ့အဲ့ဘက်က FA Cup Weekend ပြပြီးတော့မှ January 18ရက်နေ့ကျမှ Manchester City နဲ့စကံမယ်ဆိုတော့အဲ့ကြားထဲမှာ ဘာလီအဝေးလီယူနိုက်တက်အဝေးအက်ဆွန်ဗီလာအဝေးဝူဗာဟန်တာအဝေးခရစ်ဆယ်ပဲလီအဝေးအဲ့အဝေး၅ပွဲမှာလီစကေဘန်ဒီရဲ့ဝူဖ်ကေက၃ပွဲကတေချာတော့ရတယ်နဲအက်ဆွန်ဗီလာအဝေးရဲ့ပြီးတော့မှခရစ်ဆယ်ပဲလီအဝေးကတော့အမှတ်ပြရဖို့အမတန်ခက်သလိုတေးတောင်အသေးလေးခံရနိုင်ခြင်းရှိတယ်နောက်တစ်ခုကအိမ်ကွေးမှာအေဗတန်အိမ်ကွေးတေချာပေါက်၃မှတ်ရမယ်ဝက်ဆန်အိမ်ကွေး၃မှတ်ရမယ်ဘုံပေါက်က50 50တော့မဟုတ်60 40ဂိမ်းဖြစ်မယ် ညူကာဆယ်အင်ကွင်းကလက်ရှိညူကာဆယ်ရဲ့ဖောင်နဲ့ဝေးခွင့်ကြောင့်သုံးမှတ်သေးကြတယ်။ဟူဗာတာအင်ကွင်းသုံးမှတ်သေးကြတယ်။ဆိုအင်ကွင်း၅ပွဲမှာ၄ပွဲက United 12မှတ်ရမယ်။ခုနအဝေးခွင့်၃ပွဲက၉မှတ်ရမယ်ဆိုရင်ဘာပဲဖြစ်ဖြစ်ရမှတ်30မှာစုစုပေါင်း22မှတ်ရမယ်။ဆို22မှတ်ဆိုရင်9ပွဲ9ပွဲ။ဂျန်နဲ့3ပွဲမှာ Asvilla အဝေးဘုံမောက်အင်း ပြီးတော့မှ Crystal Palace away ဒီ၃ဘက်က United တို့အမှတ်ဘလောက်ယူနိုင်မလဲတကယ်လို့အဲ့၃ဘက်ထဲက၃ဘက်လောက်ထက်ရရင်ကို24ဘက်ဆိုတော့ United တော်တော်လေးကောင်းပြီ9ပွဲနိုင်ပြီဆိုရင်တော့တော်တော်ကောင်းပြီဗျာအဲ့9ပွဲနိုင်ပြီဆိုရင်ဒါအခုလောလောဆယ်အနေထားရ Club ဘက်ကစောင့်ရတီမှာ improvement ဖြစ်နိုင်တဲ့ ქვენ လေကစားမအချို့ဖြည့်တာတို့ maybe အားနည်းသွားနိုင်တဲ့ဒါတိုက်စစ်ပိုင်းကိုထပ်ဖြည့်တာတို့နောက်တစ်ခုက Benjamin Shesko ကြီးက performance လိုတယ်အမ်ပွေးမှုရှိက performance လိုတယ် Brian အမ်ပွေးမှု Africa Club သွားတဲ့အခါမှာ Ahmed Diya လို ို့ Maserati တို့တွားတဲ့အခါမှာ replacement ကောင်းကောင်းဆိုတော့ကျွန်တော်ကွင်းလေတဲ့က Mason Mount တို့ Ugarte တို့ရှိက performance မျိုးဘာကြောင့်လဲဆိုတော့ Casemiro ကို United လေးတိုင်းဒုက္ခရောက်နေတဲ့အခြေအနေကိုလည်းသူတို့ရက်တံပူလိုအပ်တယ်။ဒါ Manchester United နီးပြ Ruben Amorim ကတော့ Champions League ဝင်ပွဲ၅ထိရဖို့မျှော်လင့်ထားသူ Man United ပြိတက်တီဘယ်လိုမြင်ကြလဲ Everton A, West Ham A, Bournemouth A, Newcastle A, Wolverhampton A အိမ်၅ပွဲအဝေးက Crystal Palace Wolverhampton, Aston Villa, Leeds United, Burnley အဲ့ဆက်ပွဲမှာ Manchester United အသင်းဘယ်နှပိုက်ရမလဲကျွန်တော်ကတော့ခုနှစ်3 21အနည်းဆုံးတော့21လောက်ရနိုင်တယ်လို့ထင်တယ်။ဂျန်နဲ့3ပွဲတော့ကံပေါ့လေ။ဒါကျွန်တော်အမြင်ဘယ်လိုမြင်ကြလဲ။ United တို့အချမ်းရှိတာပေါ့လေ။ဘယ်လိုမြင်ကြလဲ။ကိုမမဝေအောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်။